္ဂလာပါရှင်29ရက်6လမှာ9ရက်10လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းပြီဆိုရင်အလုကင်ကဒီစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းပြီဆိုရင်ဒီတစ်ပတ်မှာအလုနဲ့ပတ်သက်ပြီးတော့မိမိဘက်ကအမားရွေးနေမဖြစ်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်အလုကင်မှာအမားဖြစ်ွေခြင်းနောက်အလုထဲမှာရံများခြင်း စကားများခြင်းပြဿနာတက်ခြင်းဒီလိုလေးတွေ့ရပါတယ်။တာမိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေဆရာသမားတွေရဲ့ကိုကြီးပံ့ပိုးထောက်ပံ့မှုတွေများစွာရရှိစေမယ့်တပတ်တာပါ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအစီအမင်းမိန်းအိမ်နဲ့ပတ်သက်ပြီးမင်္ဂလာစကားတွေကြားတတ်တဲ့အကျိုးမြတ်များစွာရှိစေမဲ့တပတ်တာပါ ဆွေမျိုးသားချင်းစီမှာအကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ဒါ့အပြင်ခရီးသွားမေးဆိုတဲ့နမိတ်ကောင်းလေးလေးတွေ့ရပါတယ်။ဆူဝါနဲ့ရန်အနေနဲ့လုံးဝမတွေ့ရဘဲနဲ့ချစ်သူခင်သူပေါများလာမိတဲ့ပတ်တာလို့မြင်ပါတယ်။အချိန်နဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လင်းခြင်းလူချစ်လူခင်ပေါ်ခြင်းချစ်သူနဲ့မိမိနဲ့ကြားထဲမှာ ပိုအစီအစဉ်ရမယ်ကိစ္စရဲ့ကလေးလေးစီစဉ်တကြနေအောင်ရစွာအစီအပြေကြီးဒီလိုလေးတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းအေးချမ်းတာယာစီတော့အိမ်တော်ကြီးလို့တွေ့ရပါလိမ့်။ကျမကြီးနဲ့ပတ်သက်ရင်စူးစူးလုံးဝမရှိပါဘူးရှင်။ရခိုင်ကလေးကကျမကြီးယောဂဝေဒနာခံစားနေရတဲ့ချင်းမိတ်ဆွေဆိုရင်ဒီတစ်ပတ်ထဲမှာပဲအနာနယ်ဆေးပြေမင်းဆရာကောင်းတစ်ပါးကောင်းတွေ့မင်းပြီးတော့ဘေးဥပ္ပတ်အနေနဲ့ပြင်းဝေးစီတယ်လို့မြင်ပါတယ်။ အေးချမ်းချင်းငြိမ်းချမ်းချင်းရရှိလာမယ့်တပတ်တာပါအဲ့တော့ဒီတပတ်မှာကံအားတွေလည်းကောင်းနေတယ်ကိုယ့်ဘက်ကညံအားနဲ့ဝိရိယအားလေးတွေစိုက်ထုတ်ဖို့လိုနေပါတယ်နော်ထီတုကန်ဆန်းခဲ့ပြီဆိုရင်တော့သုံးတလုံးပါတော့ထီတုကန်ဆန်းမှာထီကံအားအလုံးကောင်းနေပါတယ်ဝိရိယနဲ့ပတ်သက်ပြီးတော့ပြောဆူရမယ့်ကိစ္စရဲ့ကလေးတွေရှိတယ်ခက်ခဲတယ်တို့ပေမဲ့အလုံးစုံအစီပြေသွားလိမ့်မယ်နောက်ဆုံးမှာနော် အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်စီအောင်ကြည့်လိုက်တဲ့အခါကို့ကိုမနာလိုတဲ့သူကို့ကိုဗာလိပဲဖြစ်ဖြစ်မချီမငံပြောဆိုဆက်ဆံမဲ့သူနောက်ပြီးတော့ကို့ကိုမထိမဲ့မြေလုပ်တဲ့သူတွေရှိတယ်အဲ့ဒါကိုတော့ဂရုစိုက်ပါနော်တနည်းငွေသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရကောင်းကြီးစမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရည်ရံကမိမိနေအိမ်ကဖခင်မှာကစွေရဲ့ကျော်ပူပူလေးနဲ့ ထမင်းဖြူလေးနဲ့အိမ်ဖျားမှာဆုံးကက်ချင်းဖြင့်ဖြူရဲချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားပိတ်လူတွေရပါလိမ့်ရှင်။မင်္ဂလာပါရှင်။29ရက်9လမှာ9ရက်10လ2025တပတ်တာဒီနေ့မှာသာသမီချင်းမင်းဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာဖြစ်ပါလိမ့်ရှင်။တနင်္လာသာသမီချင်းမီဆွေအလုတ်တဲ့အတိုင်းတွေပေါ်မယ်အလုတ်မှာအခွင့်အရေးတွေများစွာရရှိစေမယ်။နောက်အခွင့်အလမ်းကောင်းတွေလည်းပေါ်မယ်တပတ်တာပါ တမူးကြီးတော့ပြစီထွက်တဲ့တည်းပျောက်တဲ့တည်းကူးဆိုင်ပါတော့မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိစေပေါင်းတဲ့ရဲ့အထင်မြင်လွဲမှားမှုခံရတဲ့တည်းဒါပြင်ကြီးကဲသူတွေနဲ့ကိုယ်နဲ့ကြားထဲမှာလည်းပဲစိတ်ဝမ်းကွဲစီတဲ့အရာတွေဖြစ်တဲ့တည်းကူးဆိုင်ပါတော့အိမ်နဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်စကားလေးတွေပြောရမယ်အခြေတင်လေးတွေစကားပြောရမယ်အေးရညိုညင်တာလေးခံရမယ်အဲ့ဒါကိုကူးဆိုင်ပါတော့ ချင်းမြသားချင်းစီမပြည်ပြောင်းလေးနဲ့အကူကြီးကောင်းထောက်ပံ့ကောင်းတွေရမှုရှိနေပါတယ်။ရန်အန်ဒီရေလုံးဝမရှိပါဘူးရှင်။အချင်းင်းနဲ့ပတ်သက်ပြီးတော့ညီညီမဲ့တစ်ပတ်တာပါ။အချို့ကတော့ချစ်သူရေးစားရှိနေတဲ့သူတွေကတော့အလူတန်းလေးတွေနဲ့အလုပ်ရှိနေတာမျိုးတွေ့ရပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချဲတာညာခြင်းပဲအိမ်တော်ကြီးပါ။ကျမကြီးနဲ့ပတ်သက်ရင်တော့စူးကျိုးလုံးဝမရှိပါဘူးရှင်။ အေးချမ်းမှုရေးချမ်းမှုရောက်ရှိလာမယ့်တပတ်တာပါမိမိကပြောတိုင်းဖြစ်လုပ်တိုင်းဖြစ်နောက်မိမိလုပ်ကြတဲ့အရာလေးတွေဆိုရင်လည်းအစီအစဉ်တစ်ချက်နဲ့အဝင်ပွင့်ချက်နဲ့အစီအမီသွားစီမယ့်တပတ်တာလို့မြင်ပါတယ်ကနေပတ်သက်ပြီးတော့ကံအားလွန်ကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုတော့နှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်ငွေကြီးလက်လာပါတယ်ရွှေလန်းပွင့်လန်းစီမင်းတပတ်တာပါရည်ရထားတဲ့ငွေကြီးရောနောက်မိမိဒီနေ့ကိုကအလုပ်တွေတကယ်ကိုအားကောင်းခွန်ဆိုင်ပြီးတော့လုပ်နေတဲ့အချို့မြရစီရဲ့ငွေကြီးရော ဝင်ငွေတစ်လုံးဝင်လာမယ်လို့တွေ့ရပါတယ်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်ဆင်ရချုပ်ငုံပြီးကြည့်လိုက်တဲ့အခါစူးဝါးတဲ့ပူပန်မျိုးလုံးဝမတွေ့ရပဲနဲ့အိမ်နဲ့ပတ်သက်ပြီးတော့ပူပန်နေရတဲ့အရာအကြောင်းအရာလေးတွေတစ်ခုမှတစ်ခုနေပေါ်လာမယ့်အနေအထားလေးတွေ့ရပါတယ်။ဒီတော့တနင်္လာသားသမီးချင်းမီဆွေတို့ကန်တော့ပတ်ဖြစ်စီတဲ့ယနေ့ရာကောင်းလေးပြချင်ပါတယ်။ တတိယသာသမီချင်းမိတ်ဆွေဒီတစ်ပတ်မှာအဋ္ဌံဝင်ပေးပါဝင်ရမယ့်အဋ္ဌံကဂုံတော်ကိုပါးကိုနိုင်စင်တက်စီပုံမှန်ရွတ်ပတ်ပူဇော်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမိတ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်29ရက်6လမှာ9ရက်10လ2025တပတ်တာအင်္ဂါသာသမီချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် အင်္ဂါသားသမီးချစ်မိဆိုရင်အလုံးနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးစေတဲ့အရာနဲ့နာစေတဲ့အရာလေးတွေရှိတယ်။ဒါကြောင့်အလုံးလုပ်တဲ့အခါမှာတတိလေးနဲ့လောက်ခံစေချင်တယ်နော်။တံမိုးကြီးတော့ပစ္စည်းချွတ်ဖို့ရှိနေပါလေ။မိတ်ဆွေပေါင်းစင်နဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှားမှုလေးတွေခံရတဲ့တည်းဒါကြောင့်ပြောတော်ဆိုတာလေးတွေကိုတတိထားစေချင်တယ်နော်။ဒီနေ့ပတ်သက်တဲ့ကိစ္စရက်တွေတော့အဆင်ပြေဖြစ်တာအိမ်ချောင်းစိတ်ကြီးဖြစ်စီရတာစိတ်ရှုပ်ထွေးရတာဒီလိုလေးတွေ့ရပါလေ။ ခြေမြူသားချင်းနဲ့ပတ်သက်ပြီးတော့အပြစ်မြင်တာတွေအပြစ်ပြောတာတွေခံရတတ်ပါတယ်။ကျန်အနေနဲ့တိုက်ခိုက်ရှိပါတယ်။မိမိကိုသဘုတ်လေးလေးပြောမဲ့သူ၊နောက်မိမိကိုနာမည်ဖြစ်မဲ့သူတွေရှိရင်ဒါကြောင့်တတိထားပါနော်။ချီးနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွဲရတဲ့ဒီဖြစ်တတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်လေးကိုနဲ့ကြားထဲမှာအမြင်နဲ့ပြိပက္ခတွေတောင်းလျှောက်ဖြစ်နေပြီးတော့မှစိတ်မချမ်းသာစရာလေးခြင်းဝတ်တတ်ပါတယ်။ ဈာမိုင်းနဲ့ပတ်သက်ရင်တော့စူးချူလုံးဝမရှိဘူးတို့ပင်ပင်စိတ်ထဲမှာနေလို့မပြောင်းတာလေစိတ်မကောင်းတာလေအများများပြီးတော့တို့ကနေရတာမအီမတာလေးတောက်ချောင်ဖြစ်ကြပါလေအေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့တပတ်လုံးမှာကိုလုံးဝမဲ့ကိစ္စလေးတွေမှာလုံခွက်လေးတွေပိတ်နေတာမျိုးနော်မထွေချင်တာမျိုးပြောရေးဆိုရဆိုရင်မအောင်မြင်စေတာမျိုးနောက်ပြီးတော့ညဉ့်ညင်းစရာကိစ္စရက်တွေကိုပဲလုံမိသွားတာမျိုးဒီလိုလေးတွေ့ရပါတယ် ံနဲ့ပတ်သက်ရင်တော့အားကောင်းနေထိထုတ်ကန်ဆန်းချက်နေဆိုရင်တော့ခုနှစ်တလုံးထိထုတ်ကန်ဆန်းပါဝေးချင်းနဲ့ပတ်သက်ပြီးတော့ခက်ခက်ခဲခဲနေပြောဆိုပြီးတော့မှရရှိစေတဲ့ဝေးချင်းလေးတွေကိုဝင်လာမယ်လို့တွေ့ရပါတယ်အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာကျုံကိုပေးကြည့်လိုက်တဲ့အခါစိုးဝါးရဲ့ပူပန်မှုမျိုးတော့မရှိဘူးဒါပေမဲ့ကိုကအလုပ်တွေလုပ်ရတဲ့အခါမတွင်းချေတာမအောင်မြင်တာ နောက်နီးစီရဲ့အရာလေးအကြောင်းမလို့စိတ်ထဲမှာမကြည်ပလင်ဖြစ်ရမေးစိတ်ကတူနေရတာမျိုးလေးဖြစ်ကြပါတယ်ဒီတော့အင်္ဂါသားသမီးချင်းချင်းတွေကံတော့ပဲဖြစ်စီတဲ့ယနေ့အကောင်းလေးပြီးချက်ပါတယ်အင်္ဂါသမီးချင်းမိတ်ဆွေအဓိဋ္ဌာန်ကောင်းကောင်းဝင်ပေးပါဒိဋ္ဌာန်ဝင်ရမှာကကြတော့နေစဉ်ပုံမှန်တန်ဖို့တည်ဖို့အဲတော့မြောက်ကျောင်းတန်ဖို့တည်ပေါ့နော်မြောက်ကျောင်းတန်ဖို့တည်ဖို့နေစဉ်ကိုးကရုပ်ဖတ်ပူဇော်ပြီးတော့ ဒိတ်ထံဝေခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားဖြင့်လူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။29ရက်ကုလမှာ9ရက်စလ2025တပတ်တာဗုဒ္ဓဟူးသားသမီးချင်းမီဆွေရဲ့လုံခြုံရေးကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူးသားသမီးချင်းမီဆွေအလုံးနဲ့ပတ်သက်ပြီးတော့ခွန်လန်းတွေများစွာရရှိစေမယ်။အလုံးကိုင်းကိုအလုံးရချင်လို့အလုံးသိချာနေတဲ့ချင်းမီဆွေရေဆိုရင်လည်းပဲအလုံးကိုင်းတွေပေါ်လာမယ့်တပတ်တာလူတွေ့ရပါတယ်။ တံမူကြီးတော့ပြည်စီဝင်လာမှုရှိနေပါလေမိတ်ဆွေပေါင်းသင်းတွေရဲ့ကုညီမဆဆောက်ရှောက်မှုတွေများစွာရရှိပါလိမ့်မယ်အိမ်ထဲပတ်သက်တဲ့ကိစ္စညစ်ဒီစိတ်ချမ်းသာခြင်းကြည်ညိုစရာတွေကြုံရတတ်ပါလေရှင်ယူသားချင်းနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးညံ့တဲ့တည်နေကြရတတ်ပါလေရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိတဲ့အပြင်ချစ်သူခင်ပြီးပေါ်လာမယ့်တပတ်တာပါ ခြေရင်းနဲ့ပတ်သက်ပြီးတော့အီးချမ်းတာရမယ့်အခြေအေးပါအိမ်တော်ရင်းနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာစိတ်ကြိုက်မှချမှုတွေများစွာခြုံနေရမှာပဲဖြစ်ပါလိမ့်။ကျမ်းမာရင်းနဲ့ပတ်သက်ရင်တော့စူးကျူးလုံးဝမရှိပါဘူးရှင်။ကံရပတ်တဲ့ဗီယိုကံအားရအလွန်ကောင်းနေပြီထီထူးကန်ဆန်းခြင်းတွေဆိုရင်တော့လေးတလုံးထီထူးကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့မိမိရည်ရွယ်ထားတဲ့အတိုင်းမိမိစီစဉ်ဆောင်ရွက်ထားတဲ့ကိစ္စလေးတွေအောင်မြင်သွားမယ်တပတ်တာပါ ောင်းနဲ့ပတ်သက်ပြီးတော့ပုံပန်စီရန်ချုံကိုပြီးကြည့်လိုက်တဲ့အခါကြီးကြီးသူတွေမမိပါပါမယ်ရှင်ရသားချက်ပါမယ်ပေါ့နော်အဲ့ဒီမှာချမ်းမကြီးညံလို့ချူချာလို့စီယူစီကံပြရတဲ့ညာမျိုးမြင်ပါတယ်ဒီတော့ဘုံတုံးသားသမီးချင်းမိတ်ဆွေတွေကံထောက်ပတ်ဖြစ်စီတဲ့တပတ်တန်ရည်ရည်လေးပြချင်ပါတယ်ဘုံတုံးသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရည်ကမိမိနေအိမ်ကဘုရားမှာကန္နမာပန်းအဖြူရောင်လေးဝေဒီအောင်လူချင်းဖြစ်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမိတ်လူတွေရပါတယ်ရှင် င်္ဂလာပါရှင်29ရက်6လမှာ9ရက်10လ2025တပတ်တာဂျာတော်ပြည်တာသမီချင်းမစုရဲ့အလုပ်တိုင်းကဒီစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်ဂျာတော်ပြည်တာသမီချင်းမစုအလုပ်နဲ့ပတ်သက်ပြီးတော့တေချာစီစီဆက်ဆက်လုပ်ခိုင်းမှာအပားရွေးနေဖြစ်ရတဲ့ပါတယ်ဆုံးရှုံးမှုများတဲ့ပါတယ်ပြောဆက်ပါနော်တာဝန်ကြီးသောပစ္စည်းတွေထွက်ပေါ်ရှိနေပါတယ်မိတ်ဆွေပေါင်းသင်းတွေကိုကြီးထောက်ပံ့မှုတွေမားဆောက်မှုတွေရရှိစေမဲ့တပတ်တာပါ အင်းကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာကြည်ညိုစရာကိစ္စရည်ကြုံရတတ်ပါလေ။ဆွေမျိုးသားကြီးစီရနေပြီးတော့စိတ်မကောင်းစရာတရင်နေကြတတ်တယ်။ရန်တိုက်ခိုက်နှောင့်ယှက်ရှိတဲ့သတိထားပါနော်။ချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွက်လန်းနေတဲ့ဒီပတ်တာပါအိညာကြီးနဲ့ပတ်သက်ရင်တော့အီးချင်းတာယာပဲအညာကြီးလိုမြင်ပါလေ။ကျောင်းမကြီးနဲ့ပတ်သက်ရင်ချူချာတတ်တယ်။ကျောင်းမကြီးကျောင်းဝေကုန်ကြီးချာနေများတတ်ပါလေ ကန်နဲ့ပတ်သက်ပြီးတော့ကန်အားနေပါတယ်။ဒါပေမဲ့မဖြစ်မနေဒီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထိတို့ကန်ဆန်းလို့ရပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာပဲလုပ်လို့ငြင်းတဲ့စိတ်တွေမောပြီးတော့မှလုံးဝမကန်လို့တွေ့ရပါတယ်။အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုမြင်ကြည့်လိုက်တဲ့အခါစူးဝါးနဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူးအမြင်နဲ့မိမိကိုအမျိုးသမီးအကြီးကြီးမိခင်သို့မဟုတ်မိခင်နဲ့တူသောအမျိုးသမီးများကူညီခြင်းပံ့ပိုးခြင်းစောင့်ရှောက်ခြင်းတွေလို့တွေ့ရပါတယ် ဒီတော့ကြာသာပြီးသားသမီးချင်းမိတ်ဆွေတို့အတွက်ကဲထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးပေးချင်ပါသေး။ကြာသာပြီးသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်တပတ်တာရည်ရွယ်ကမိမိနေအိမ်ကဘုရားမှာနှင်းစီပန်းအနီရောင်ရဲရဲလေးစေဝဲလူတန်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လေသွားပေးလို့တွေ့ရပါလိမ့်ရှိ။မင်္ဂလာပါရှင်။29ရက်6လမှာ9ရက်10လ2025တပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှိ။ တော့ကြာသားမိချင်းမိဆွေအလုကံအရန်ကောင်းနေပါလေအလုနဲ့ပတ်သက်ပြီးတော့တရင်ကောင်းတွေကြားဖို့ရှိပါတယ်အလုကအထက်လူကြီးကြီးကလေးရဲ့အောင်းကိုကြီးယုံကြည်ခြင်းတွေကိုရရှိစေမယ့်တပတ်တာပါတမူကြီးတော့ပစ္စည်းထွက်တတ်ပါတယ်ပြုဆက်ပါနော်မိဆွေပေါင်းတိရဲ့ကိုကြီးဆောင်းရှောင်းမှုတွေရရှိစေမယ့်တပတ်တာပါအိမ်နဲ့ပတ်သက်ပြီးတော့အိမ်ရောင်းဝယ်ကိစ္စလေးအိမ်ငှားကိစ္စလေးတွေအိမ်နဲ့ပတ်သက်ပြီးစီစဉ်တဲ့အရာမှန်သမျှအလုံးစုံပြည့်လည်ကောင်းပါလိမ့်မယ် ခြေဥသားကြီးစီရနေအကူကြီးကောင်းထောက်ပံ့ကောင်းတွေရအောင်ရှိနေပါလေ။ဂျန်အန်ဒီရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ချီးနဲ့ပတ်သက်ရင်တော့အကြီးကြီးကြီးချောင်းဖို့လို့ချီးကြီးမှာနားလည်မှုလေးတွေလွှဲတတ်တယ်။နောက်ပြီးတော့ချီးကြီးမှာဆက်သွယ်လေးတွေရပ်တန့်သွားတတ်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်နဲ့မိမိနဲ့ဂျားထဲမှာဒီမိသားစုကြောင့်ချောင်းဝင်မှုကြောင့်မလို့တော့တယောက်နဲ့တယောက်စိတ်ဝမ်းဖွဲစီတတ်တယ်ပြုဆက်ပါတော့။ ကျမရေစူးကျိုးလုံးဝမရှိပါဘူးရှင်။ယခင်ကလေးကယောဂဝေဒနာခံစားနေရတယ်။တောက်ချာသားသမီးချင်းမိတ်ဆွေဆိုရင်ဒီတစ်ပတ်မှာအနာနဲ့စီးနေတွေ့ပြီးဆရာကောင်းတပါးကောင်းတွေ့တော်ပါလိမ့်မယ်။အေးချမ်းမှုညင်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ဒီတစ်ပတ်မှာအလုပ်တွေရန်တွင်ချင်နေတဲ့အခါမှာအလုပ်တွေကိုပြင်းပန်းစွာလုပ်ကြနေရတယ်။ဘောပန်းစွာလုပ်ကြနေရတယ်။သူ့ပြင်ပင်ပျော်ရွှင်နေပါလိမ့်မယ်။ ကန်နဲ့ပတ်သက်ပြီးတော့ကန်ကလောကောင်းပါတယ်ထီထူးကန်ဆန်းခြင်းနေဆိုရင်တော့ငါတို့ထီထူးကန်ဆန်းလို့ရပါတယ်ဝေကြီးတက်လာပါတယ်ရှင်လန်းပွင့်လန်းစီမဲတပတ်တာပါအောင်နေပတ်သက်ပြီးတော့ပူပန်စီရချုပ်ကိုပေးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုလုပ်တဲ့အလုပ်ကိစ္စတွေမှာကိုတာဝန်ယူနိုင်ပေမယ့်ကိုအိမ်ကတော့မဟုတ်ကိုရဲ့အပေါင်းအသင်းဘိတ်ဆွေတငယ်ချင်းပေါ့နော်ဒီလိုမျိုးအလုပ်လုပ်တဲ့အခါမှာကိုဘက်ကဂျောင်းဝင်တာဝန်ယူဖြစ်ရှင်းလိုက်တဲ့အရာလေးကိုခိတ္တရှောင်ရှားသိစေခြင်းနဲ့ဒီတော့ တောက်ကြသာသမီချင်းမဆွေတို့ကံတောက်ပဲဖြစ်စီရေရည်ရာကောင်းလေးပေးချင်ပါတယ်။တောက်ကြသာသမီချင်းမဆွေအဓိကလုံးဝပေးတပတ်တာရည်ရာကဖူးကြီးတန်ကားတော်လေးကိုချက်သားဟင်းချက်ပြီးတော့ဆုံးလေးနဲ့လောင်းသူကြီးဖြစ်မိမိခဲခဲဒီတပတ်တာအလုံးစုံပြေးလေးသွားမင်းတို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်29ရက်ကုလမှာ9ရက်ဆင်လ2025တပတ်တာစနီတာသမီးချင်းမိတ်ဆွေရဲ့လုံခြုံရေးကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။ စနေတော်မြစ်ပိစွေအလုနဲ့ပတ်သက်ပြီးတော့တီးကြမှန်ကန်စွာလုပ်ကင်မှာအမားရေးဖြစ်တဲ့တေရုပ်ပြင်ကနာတွေဖြည့်ရှင်းရတာမျိုးကြောင့်တပန်နေတန်မှုကြီးတော့ပစ္စည်းဝင်လာမှုရှိနေပါတယ်မိတ်ဆွေပေါင်းကင်းနဲ့ပတ်သက်ပြီးတော့ထင်မြင်လွဲမှားမှုတွေဒီအခြေတည်ပြောင်းရွှေ့ကိစ္စတွေရှိတယ်တတိထားပါနော်။အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာကောင်းရှုပ်စရာလေးကြုံရတဲ့တည်။ရှင်ပြူသားချင်းစီရတရေကောက်နေကြမိရှင်ပြူသားချင်းရဲ့ကိုကြီးပံ့မှုတွေရရှိစီမဲ့တပတ်တာပါ။ ရန်အတိုက်ကိတ်ရှိရင်သတိထားပါနော်အချီးကြီးနဲ့ပတ်သက်ပြီးတော့အချီးကြီးမှာစိတ်ကုံစိတ်ပြတ်သွားတာမျိုးကြောင့်ဟာတက်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးကြောင့်စိတ်ညစ်နေရတာမျိုးကြောင့်ဟာတက်တယ်နော်မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်လဲချူကြတတ်ပါလေဂရုစိုက်ပါနော်အေးချမ်းမှုရေးချမ်းမှုလုံးဝမတွေ့ရသေးဘူးအမြဲတမ်းပင်ပန်းနေပါလိမ့်မယ် န်နဲ့ပတ်သက်ရင်ကန်အားလုံးကောင်းတယ်ထီထူးကန်ဆန်းခြင်းနေဆိုရင်တော့ကိုယ်တလုံးထီထူးကန်ဆန်းလို့ရတယ်ငွေကြီးလက်လာပါတယ်တပတ်တာရှင်လန်းပွင့်လန်းစီမယ်တပတ်တာပါအောင်နဲ့ပတ်သက်ပြီးတော့ကိုယ်ပန်စီယာကြည့်လိုက်တဲ့အခါစူးဝါးတဲ့ကိုယ်ပန်မှုမျိုးလုံးဝမတွေ့ရပဲနေအရာအလုံးကိုပိုကပိုင်နေစွာလွတ်ကင်နေမယ်တပတ်တာလို့မြင်ပါတယ်စနီဒါမီချမိတ်ဆွေတပတ်တာပြုလို့ဆောင်ရရမယ်။ကန်ထောက်ပဲဖြစ်စီရင်ရေရာကမိမိအနေနဲ့ဘယ်စီဒီမဆိုပေါ့နော်။ ။သွားရောက်ပြီးတော့ကိုရဲ့မွေးနံတောင်မှာနွားနို့သုံးခွဲထူတဲ့ချင်းပြင်းမိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားပြီလို့တွေ့ရပါတယ်ရှင်။